င်္ဂလာပါရှင်ကျမတော့ဖူးဤဤနွယ်ပါ DV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရန်ကုန်မြို့ရဲ့အပါအဝင်အနီးတစ်ဝိုက်မှာငလင်ငယ်တွေမကြာခဏဆိုသလိုလှုပ်ခတ်နေတဲ့အတွက်စကိုင်းငလင်လိုငလင်ကြီးလှုပ်ခတ်မှာကိုမြို့ကန်တွေစိုးရိမ်နေကြပါတယ်သီရိသတင်းပေးပို့ထားပါတယ်ရှင်ပြည်ကရအော်တိုဘလာ19ရင်းည7နိုင်ဝင်းစင်ကလည်းဒလမျိုးကိုဘို့ပြုတ်ပြီးပြင်းအား3.3ကိုရစ်စတာစကေးရှိတဲ့ငလျင်လောက်ခတ်ခဲ့ပါဗါးအဲ့ဒီငလျင်လောက်ခတ်မှုကို ရန်ကုန်မြို့ကနေတိတိတတ်တာခန်းစားခဲ့ကြရပြီးတိုက်တွေဘက်ကနေစီးပြေးရတဲ့အထိစိုးရင်ခဲ့ရတယ်လို့မြို့ကနေကပြောပါတယ်။အော်တိုဘာလ22ရက်နေ့ည10:00နာရီဝန်းကျင်မှာလဲရန်ကုန်တိုင်းကုန်းချံကုန်းမြို့နယ်9မိုင်အကွာကိုဗဟိုပြုပြီးအင်အား3.2အဆင့်ရှိတဲ့ငလျင်တစ်ခုထပ်မံလုတ်ခတ်ခဲ့ပါသေးတယ်။အခုလိုငလျင်တွေမကြာခဏလုတ်ခတ်နေတဲ့အတွက်ညဘက်တွေမှာဆိတ်ချလက်ချအိပ်ပျော်ဖို့ခက်ခဲပြီးအရေးကြီးပစ္စည်းတွေကိုအရေးပေါ်အခြေအနေမှာယူဆောင်သွားနိုင်အောင်ပြင်ဆင်ထားရတယ်လို့ရန်ကုန်မြို့ကတယောက်ကပြောပါတယ်။ ဘူးရတာနဲ့အခွက်မျိုးတွေမှာကိုနည်းနည်းအစွန်ဖက်ကမျိုးနယ်တွေမှာကရေမြုပ်တော့ရေသားတွေပျော့နေပြီးတော့မှငလင်တစ်ခုခုဖြစ်မန္တလေးလောက်မပြေးနိုင်တော့မှအရန်အပြည့်အစင်ညပြီးအရန်အသေးအပြောက်ဖြစ်မှာကိုကြောက်တယ်ရောဖြစ်စင်ထားတာတော့ဘာတွေဖြစ်စင်ထားလဲဆိုရင်လေ passport တို့အလိုဆာရွက်စာတမ်းတို့ဘဏ်ကတ်တို့လေအဲ့တလုံးတွေထည့်ထားလိုက်တယ်ပြီးတော့မင်းကလေးသုံးပစ္စည်းတွေပေါ့ပစ္စည်းလည်းထည့်ထားတယ်ဆက်သွယ်ရမယ့်ကတ်ပေါ့နော်အဲ့လို visiting ကလေးလည်းထည့်ထားတယ်အဲ့လိုပဲလောက်ထားသေးတယ်ရော ရန်ကုန်မြို့ဟာနိုင်လင်ကြီးတွေအဓိကလှုပ်ခတ်တဲ့သခိုင်းပြက်ရွေ့နဲ့ကီလိုမီတာ30ဝန်းကျင်ဝေးပြီးမြို့နယ်အနီးတစ်ဝိုက်မှာပြင်းအားမြင့်ငလင်ကြီးတွေလှုပ်ခတ်နိုင်တဲ့ပြက်ရွေ့တွေမရှိနေဘူးလို့ငလင်ပညာရှင်တွေကပြောပါတယ်။ရန်ကုန်မြို့အနီးတစ်ဝိုက်မှာပြက်ရွေ့ငယ်တွေရှိတဲ့အတွက်ငလင်ငယ်လှုပ်ခတ်မှုတွေဖြစ်နိုင်ပေမဲ့ငလင်ကြီးလှုပ်ခတ်ဘူးတာမရှိတဲ့အတွက်ငလင်ကြီးလှုပ်ခတ်ဖို့စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ငလင်ပညာရှင်တွေကပြောကြပါတယ်။ န်ကုန်မြို့ရဲ့အောက်နဲ့အနီးဝန်းကျင်မှာတော့ပြက်ရွေငယ်တွေရှိနေတယ်။အဲဒီပြက်ရွေငယ်တွေကတော့ပြင်းအားပေါ့နော်။ magnitude 3 4လောက်ရှိတဲ့ငလင်တွေကတော့လှုပ်နေနိုင်တယ်။ဘာပြဿနာမရှိဘူးပေါ့နော်။ဒီတော့ level တကယ်တကယ်ပြည်သူလူထုအနေနဲ့နိုင်တဲ့သတိထားမယ့်ဟာကတော့စကိုင်းပြက်ရွေပကူအပိုင်ကိုပဲကျွန်တော်တို့ကသတိထားဖို့လိုအပ်တယ်ပေါ့။ငလင်ကြီးတွေဘယ်နဲ့လှုပ်မလဲ။မနက်ဖြန်ကလှုပ်မလဲ။နောက်တစ်ပတ်လှုပ်မလဲ။နောက်လင်းကနေလှုပ်မလဲဆိုတာမျိုးအဲ့လိုမျိုးကာလာတူပေါ့။အခမ်းမန်းပူရတဲ့ ခက်ခဲတယ်သူတွေသိတယ်သူတွေနာပညာရှင်တွေကစူးစမ်းဆဲပဲပြည်သူလူထုအနေနဲ့ကြောက်ရွံ့နေစရာမလိုဘူးဆိုရှယ်မီဒီယာမှာရေးနေတာမျိုးတွေပါတယ်ပေါ့နော်ငလျင်လောက်ခတ်မယ်လို့ကာလာတို့ခံမှန်းမှုတွေမလုပ်နိုင်ပေမဲ့ဘူမိဗေဒပညာရှင်တွေလေ့လာထားတဲ့ကာလာရှည်ခံမှန်းပြောဆိုတာတွေကိုအလေးထားပြီးတတိထားနေထိုင်ကြဖို့ဆက်ပြောပါတယ်1930ခုနှစ်မှာတော့စကိုင်းပြည့်ရဲ့ဘကိုးအစ်စ်ပိုင်းကိုလှုပ်ခတ်ခဲ့တဲ့ဘကိုးငလင်ကတော့ရန်ကုန်မြို့ကနေခန်းစားခဲ့ကြရပြီးလူ90နီးပါးတည်ဆုံခဲ့တဲ့မှတ်တမ်းတွေလည်းရှိခဲ့ပါဗျ။ ကျမသီရီပါလာမယ့်နိုဝင်ဘာလမှာရွေကြော်ပွဲစည်းကိုထပ်မံပြုလုပ်သွားမယ်လို့စစ်ကောင်ရှင်လက်အောက်ခံပွဲချင်းပါရေးကော်မတီဖြစ်တဲ့ YMBA ကနေသိရပါတယ်အခုနှစ်အတွင်းဒုတိယအကြိမ်ပြုလုပ်မယ့်ရွေကြော်ပွဲစည်းကိုနိုမာလာတရက်ကနေ9ရက်နေ့အထိ9ရက်ကြာကျင်းပပြုလုပ်သွားမှာဖြစ်ပြီး စစ်ကောင်းဆောင်မင်းအောင်လိုင်ကရန်ကုန်မှာပွဲစည်းတွေမပြတ်ဆောင်ရွက်ဖို့ညွှန်ကြားထားတာကြောင့်မြို့နယ်တိုင်းလူလူပွဲစည်းတွေပြုလုပ်နေတာဖြစ်ကြောင်းသိရတယ်လို့ပွဲစည်းတွေမှာဈေးလိုက်လံရောင်းချသူတယောက်ကပြောပါတယ်။လက်ရှိဆိုင်ကန်းအတွက် YMBA မှာတွားရောက်လျှောက်ထားပြီးငှားလို့ရပြီဖြစ်ပြီးဆိုင်ကန်းဈေးနှုန်းကတရက်ကို3သိန်းသတ်မှတ်ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့သတင်းကျုပ်ကာလာကရေကျော်ပွဲစည်းကိုကျင်းပပြုလုပ်ပြီးဖြစ်ပေမဲ့အမျိုးသားနေအထိတ်အမှတ်လို့ဆိုပြီးတော့နောက်တစ်ကြိမ်ကျင်းပပြုလုပ်တာဖြစ်တယ်လို့သိရပါဗျ ရန်ကုန်မှာပြုတ်လုတဲ့ပွဲစည်းတွေကို YMBA အသင်းကဥဆောင် ပြုတ်လုနေတာဖြစ်ပြီးအခုလိုပွဲစည်းတွေထဲမှာလောင်ကစားဝိုင်းတွေကိုထည့်သွင်းကျင်းပနေတဲ့အတွက်လည်းပြည်သူလူထုကြားဝေဖန်မှုတွေရှိနေပါတယ်ရှင်။သွေးစည်းညီညွတ်သောတမကများအဖွဲ့ချုပ် SDUM ရဲ့ဥဆောင်သူဒေါ်မျိုးမျိုးအေးကိုအင်းစိန်ထောင်ကနေပြန်လွှတ်လိုက်ပေမဲ့ဆက်ပြီးတော့တရားရင်ဆိုင်နေရဆဲဖြစ်တယ်လို့အဲ့ဒီအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။ ဒေါ်မျိုးမျိုးအေးဟာသူ့ကိုမူလဆွဲဆိုထားတဲ့အမှုတွေကိုပြန်လည်ရုပ်သိမ်းတဲ့အမိန့်ကြောင့်အင်းစိန်အကျဉ်းထောင်အချုပ်ခန်းကနေလွတ်မြောက်လာပေမဲ့အော်တိုဘားလ23ရက်မှာရွှေပြည်သာမြို့နယ်တရားရုံးကနေတရားဆက်လက်ရင်ဆိုင်နေရတဲ့အပြင်တရားသူကြီးကခံဝင်ပေးဖို့အတွက်လိုအပ်တာတွေမှာကြားခဲ့တယ်လို့ SGUM ကဆိုပါတယ်။ ရွှေပြည်သာမြို့နယ်တရားရုံးတရားသူကြီးကရုံးချင်းမတိုင်ခင် SDUM ခံဝင်အတွက်အာမခံပေးမဲ့သူ၂ယောက်နဲ့ငွေကျပ်သိန်း30ကိုယူလာဖို့နဲ့ပြက်ကွက်ရင်ထောင်နှံချမယ်လို့မှာကြားပြတဲ့နောက် ရုံးချင်းကအော်တိုဘာလ24ရက်ဖြစ်ကြောင်းချင်းဆိုလိုက်တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့အော်တိုဘာလ24ရက်ရုံချိန်မှာတော့ SDUN ဘက်ကတင်းဖွဲ့မှတ်ပုံတင်အမှုအတွက်အာမခံလျှောက်လဲချက်ကိုနှုတ်နဲ့ရောစာနဲ့ပါတင်သွင်းมาဖြစ်ပြီးဒေါ်မျိုးမျိုးအေးရဲ့ခံဝင်မှုအပေါ်အမိန့်ချမှတ်မယ်လို့လည်းသိရပါဗျ။ SCUM ဦးဆောင်သူဒေါ်မျိုးမျိုးအေးဟာအလုံမိုင်းလှုပ်ရှားသူတယောက်ဖြစ်ပြီး ထောင်နှံချခံထားရတဲ့ကိုတက်နှင်းအောင်မတ်သက်ထားဆွေရုံနဲ့အတူအောက်တိုဘာလ20ရက်မှာလွတ်မြောက်လာတာဖြစ်ပါတယ်ရှင်။တီရီလင်ကနိုင်ငံအဓိကအတိုက်ခံပါတီဥက္ကဋ္ဌလာဆန်တာဝိကရာမဆေကရာကိုအမိမတိတနတ်သမားတယောက်ကအောက်တိုဘာလ22ရက်ဗုဒ္ဓနေ့ကအသေးပြစ်သက်သွားတယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။တီရီလင်ကတောင်ပိုင်းကန်ယူရက်မြို့ဝေလိခါမှာရှိသူ့ရဲ့ရုံးခန်းမှာ မဲဆန္ဒရှင်တွေနဲ့တွေ့ဆုံချိန်မှာမျက်နှာဖုံးဝစ်ထားပြီးဆိုင်ကယ်အုပ်ထုပ်ကိုကင်ဆောင်လာတဲ့တနတ်သမားကသူ့ကိုအနီးကပ်ပစ်သက်လိုက်ပြီးတော့တခြားသူတယောက်နဲ့အတူဆိုင်ကယ်စီးပြီးတော့ထွက်ပြေးသွားတဲ့ CCTV မှတ်တမ်းကိုရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။အသက်38နှစ်အရွယ်ဥက္ကဋ္ဌကိုပစ္စတိုတလက်နဲ့ပစ်သက်ခဲ့ပြီးတန်တရားရှိသူဟာအခင်းပစ်ပွားရနေရာကနေထွက်ပြေးသွားခဲ့ပြီးရဲတပ်ဖွဲ့ကတန်တရားရှိသူကိုလိုက်လံဖမ်းဆီးနေပါတယ်ရှင်။ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမကတော့ဖူးအီအီနွယ်ပါ ကြည့်ရှုနာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။